တော့ coronavirus ရဲ့ကာလကိုရောက်ရှိသွားပြီဆိုတာနဲ့လူတော်တော်များများအနေနဲ့ဒီ900တသမီပေါ့နော်ဒီတနေ့ဝင်တဲ့အင်္ဂါပူရောဆိုရင်စနေရာဟုစသဖြင့်ပေါ့ဗျာဒီ900တသမီတွေအနေနဲ့လူတော်တော်များများအနေနဲ့က ခွန်လာပိုင်းကိုရောက်ရှိသွားပြီဆိုရင်ကိုယ့်ရဲ့စိတ်ထမှာတစုံတစ်ခုခုလိုအပ်နေတဲ့ပုံစံမျိုးလေးဒီကိုယ့်ရဲ့စိတ်ထမှာတရားရုပ်ကိုမျော်လင့်နေတဲ့ပုံစံမျိုးတစ်ခုခုလွမ်းဆွေးနေရတယ်လွမ်းလွမ်းမောပြီးတော့တန်းတနေရတယ်နည်းလေးစိတ်ထမှာကြေကွဲစရာကောင်းတဲ့အဖြစ်ပြအခိုက်အတန့်မျိုးလေးဒီကြုံတွေ့နေရတတ်တယ်ဆိုတဲ့သဘောတရားဒီကြီးစိုးလာတာဖြစ်ပါတယ်အဲအတွက်ကြောင့်ခွန်လာပိုင်းဆိုတဲ့ကာလကိုလူတော်တော်များများရောက်ရှိသွားပြီဆိုတာနဲ့ဝမ်းနေတဲ့အကောင်းတဲ့အဖြစ်ပြမျိုးတွေကတောင်းလျှောက်တောင်းလျှောက်ဆိုလို့ကြုံကြုံလာတတ်တာဖြစ်ပါလေခွန်လာမိုက်ဆိုတဲ့ကာလမှာပျော်ရွှင်စရာကောင်းနေဆိုတာထက် ည်းနည်းလေးအလွမ်းအဆွေအတွေးအငေးခြေခွဲရမယ့်အဖြစ်ပြက်မျိုးလေးတွေကြုံတွေ့ရတဲ့တာဖြစ်ပါတယ်ကိုကလည်းတယောက်တည်းနေပြီးအလုံးလုံးနေရင်ဆိုရင်တော့မှအလုံးလုံးနေရတဲ့အရာလွမ်းစရာကောင်းနေတဲ့အဖြစ်ပြက်မျိုးကြီးပေါ့တရားဟုတ်ကိုတတိယနေတာမျိုးတခုခုလွမ်းနေတာမျိုးအာငါအရင်အချိန်တော့ဆိုရင်ငါဘလူမျိုးအလုပ်တွေကျူးစားခဲ့တာစသဖြင့်ကိုယ့်ရဲ့အတိတ်ကိုမျောမှန်းတတ်တာပြီးတော့မှလွမ်းစွနေမိတတ်တဲ့အခိုက်အတန့်မျိုးစသဖြင့်ကြုံတွေ့ရတတ်တာဖြစ်ပါတယ် အဒီပြောနေတဲ့အကြောင်းအရာကအချင်းမှကြုံတွေ့နေရတာဒီမဟုတ်ဘူး။သူကပုံမှန်လူတွေအနေနဲ့မှာပါတခုခုကိုတစုံတစ်ခုခုလွမ်းနေရတဲ့ခံစားချက်မျိုးရနေတဲ့ဆိုတဲ့သဘောတရားမျိုးသို့လို့ချင်းတာအဲ့အတွက်ခွန်လာဝဲဆိုတဲ့ကာလကိုမိတ်ဆွေတို့ရောက်ရှိသွားပြီဆိုလို့ချင်းတေချာလေးကျွန်တော်ပြောရလေးနဲ့နှိုင်းရှင်ကြီးတရားအောက်ကိုတတိယနေတဲ့တရားအောက်ကိုလွမ်းနေရမှုဖြစ်တဲ့တဲ့အဲ့လိုမျိုးလွမ်းတဲ့ရလူမရှိဘူးဆိုရင်တောင်မှ အရင်ကအတိတ်ကဖြစ်ခဲ့တဲ့အဖြစ်ပြက်မျိုးတွေအခိုက်အတန့်မျိုးတွေကိုမျှော်မှန်းတန်းတပ်ပြီးတော့မှတခုခုကိုကိုကအကြေကွဲခံစားနေရတဲ့အဆွေးမှုပုံစံမျိုးလေးဝင်နေတတ်တဲ့ဆိုတဲ့သဘောတရားမျိုးဖြစ်ပါတယ်အဲ့တော့ကြောင့်ချစ်တူရီသားရှိထားတဲ့သူတွေရောချစ်တူရီသားမရှိထားတဲ့သူတွေရော အဲကိုယ့်ရဲ့ပုံမှန်တစ်နှစ်တာဖြတ်တန်းနေရတဲ့ပုံစံလေးမှာပါနည်းနည်းလေးအခြေကွဲစရာကောင်းတဲ့အဖြစ်အပျက်မျိုးလေးတွေကြုံလာတတ်တာဖြစ်ပါတယ်ဒီအကြောင်းအရာကိုပြောပြဖို့ဆိုတာနည်းနည်းလေးခက်တယ်လူတဦးတယောက်ရဲ့စိတ်ခံစားချက်ကိုသကလုံးနဲ့ပြောပြရတာဖြစ်တဲ့အတွက်ကြောင့်သကလုံးအတုံးလုံးလေးတွေကအရန်အရေးကြီးတယ်ဒါပေမဲ့မင်းစလူကျွန်တော်ပြောတာကိုနားလည်မထင်နဲ့ကိုယ့်ရဲ့စိတ်ထဲမှာကိုခံစားနေရတာဗျတစ်ခုခုလုံနေတဲ့ပုံစံမျိုးရင်မထဲမှာဟာတတားကြီးဖြစ်ပြီးတော့မှ အဲတနေ့တနေ့အလုံးလုံးရတာလည်းမပျော်နေဘူးကိုကိုမှပတ်သက်နေရှိနေလဲကိုကမပျော်နေဘူးကိုမှစားဖို့လည်းမပူရအောင်နေဖို့လည်းမပူရအောင်သုံးဖို့ဆွဲဖို့လည်းမပူရအောင်ဒါပေမဲ့စိတ်ထဲမှာမပျော်နေဘဲနဲ့တခုခုလိုနေသလိုခံစားမိတဲ့အဖြစ်အပျက်မျိုးတရားကိုလွမ်းဆွေးပြီးတော့မှသတိရနေတာမျိုးကိုယ့်ရဲ့စိတ်ထဲမှာဟိုကအဲ့လိုတခုခုခံစားချက်လေးဟိုကအဲနည်းနည်း feeling မှုအောက်နေတယ်ဆိုတဲ့ပုံစံမျိုးကြီးဖြစ်နေတတ်တာအဲ့တော့ကြောင့် color ဘိုင်းဆွေ color တွေမှာစိတ်ပိုင်းဆိုင်ရာကတော့မိတ်ဆွေတွေအနေနဲ့ကအရင်ကောင်းနေမှာမဟုတ်ဘူးခံစားချက်တိတ်မကောင်းနေဘူး တလန်းလွန်တဆီဆီတကင်းကြီးတကိုင်းကိုင်းဆိုသလိုမျိုးဖြစ်နေရမျိုးတွေများသွားဖြင့်ကြုံလာတတ်တယ်ဆိုတော့လုပ်ငန်းလုပ်ရတာလည်းထို့အတူပဲတိတ်အလုံးလုပ်ရတာလည်းတိတ်မပျော်နေဘူးကိုစိတ်ဝင်စားတဲ့အလုံးမျိုးလုပ်နေရတယ်ဆိုပေုံတော့မပျော်မရွှင်ရတာမျိုးစိတ်မအေးချမ်းရတာမျိုးတတောင်တတမဖြစ်နေရတာမျိုးဒီလိုပုံစံမျိုးတွေများသွားဖြင့်ခံစားနေရတတ်တယ်ပတ်ဆက်ရှိတဲ့သူလည်းသူကနည်းနည်းမအေးချမ်းဘူး တသက်မရှိလဲသူကနည်းနည်းမအေးချမ်းအဲ့လိုပုံစံမျိုးဖြစ်နေတာအဲ့တို့ကြောင့်ခရလာမန်းဆိုတဲ့ကာလကဘာဖြစ်ရှင်လို့ဖြစ်ရှင်နေမှမသိတဲ့ကာလလို့တတ်မရမှဖြစ်ပြီးတော့လူတိုင်းနှိဗတ်တော်တော်များများခရလာမန်းဆိုတဲ့ကာလအတွင်းမှာအလွမ်းဆူအတွင်းငွေလေးတွေနဲ့အဲကြည်ကွဲတန်းတမျော်လင့်ချက်လေးတွေဖြစ်ပေါ်နေတဲ့ဆိုတဲ့သဘောတရားမျိုးတက်ရောက်တာဖြစ်ပါတယ်များသောအားဖြင့်ချစ်တူရည်သားမရှိတဲ့သူတွေမှကြရင်ပို့ပြီးမှသိတာတဲ့အထီးကျန်ဆန်တဲ့ တယောက်တည်းဖြစ်နေသလိုလိုလောကကြီးမှာငါတယောက်ပဲရှိတော့သလိုလိုလောကကြီးမှာအဲကိုဘေးနားမှာဘလူးမမရှိတော့ဘူးကိုနားမှာဘာဆိုဘာမှမရှိတော့ဘူးငါရဲ့အလုပ်တွေလည်းအဆင်မပြေဘူးငွေကြေးလည်းအဆင်မပြေဘူးကွာဟာအိမ်လည်းအဆင်မပြေဘူးကွာဟာတခါရီးသားလည်းအဆင်မပြေဘူးကွာစသဖြင့်ကိုယ့်ရဲ့စိတ်ထဲမှာဟိုကဘာတခုမှအဆင်မပြေတော့သလိုမျိုးခံစားမိရတတ်တဲ့အဖြစ်ပြက်မျိုးကြုံတွေ့ရတတ်တာဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်ကကြုံတာအမှန်တကယ်စိတ်ကိုယ့်ရဲ့စိတ်ထဲမှာခံစားရတဲ့သဘောတရားလို့ပြောရတာဖြစ်ပါတယ်ဟာမင်းအလုပ်တွေကြိုးစားကွာဆိုလဲ လုံချင်တဲ့စိတ်ကိုမရှိတာအဲ့လိုသဘောတရားမျိုးခရိုလာဘက်မှာကြုံတွေ့ရတဲ့လည်းဖြစ်ပါတယ်ဆိုတော့ဒီသဘောတရားလေးကိုလာရောက်ပြီးတော့မှရှင်းပြပေးတာဖြစ်ပါတယ်ခင်ဗျနော်အဲဆိုတော့ဟောတဲ့အသေးသေးကိုတော့ကျွန်တော်နောက်နေ့မှာကျွန်တော်ပြန်တင်ပေးမယ်ဒါကတော့နည်းနည်းခရိုလာဘိုင်းအတွက်ကို intro ဝင်တဲ့ပုံစံမျိုးလေးပေါ့နော်ကျွန်တော်နေမကောင်းတဲ့အတွက်အတန်နဲ့တိတ်မထွက်နိုင်လို့အဲအကြောင်းလို့ပါခင်ဗျကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့တူလိုက်လာအတွက်နည်းမဲအဆဆလုံးလေးများနဲ့ hostelan plus ရေးရအောင်ဆရာမထက်ထက်တို့မှာတက်ဆက်ပေးနေကြပုံစံလေးအတိုင်းပဲအားလုံးကိုမြေတားလက်ဆောင်တက်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်ဇူလိုင်လတွေမှာဆိုလို့ရှိရင်ဂျိုလီယာ အကောင်းဘက်ကိုဥတည်ပြီးရက်တည်နေတာကိုတွေ့ရပါတယ်ရှင်။အဲသူ့ရဲ့တောက်ကြချိုးကြီးကလည်းသူ့ရဲ့ကတဲ့အနေထားမှာရရှိပြီးဖြစ်တဲ့အခါနောက်ထပ်ဒီကြာတာပရေးဂျုံရာဝူဂျုံတစ်ဖက်အမြင်နဲ့ကြာတာပရေးကကောင်းလို့တွေကိုတည်ဆောင်ပေးတယ်။ရာဝူဂျုံကဆိုးကျိုးတွေကိုတည်ဆောင်ပေးတဲ့အခါမှာကြာတာပရေးဂျုံနဲ့ရာဝူဂျုံနဲ့တစ်ဖက်တစ်ဖက်စီအထုံးမြင့်အနေထား၅ရက်ပါကအမြင်၉ရက်ပါကအမြင်နေနဲ့ရှိတဲ့အတွက်ကြောင့်မလို့ဘာဖြစ်နေတယ်ဆိုတော့သူတို့ရဲ့အစိုးရကိုဆုံချီဆုံချက်မြတ်မြတ်ထင်းကြီးပေးထားတယ်။အဲတစ်ဖက်မှာတော့ ယာဟူဂိတ်တို့ကဒါပုံမှန်တိုင်းမှာပဲမျက်နှာစင်းဆိုင်ရှိပြီးအင်ကာကယာဟူနဲ့မြင်လာတယ်။အဲ့မှာဆိုဂျိုတစ်ချက်ကအင်ကာဂျိုရဲ့စနေကိုအမြင်နဲ့ယာဟူကိုမျက်နှာချင်းဆိုင်တမတ်အမြင်နေရှိပါတယ်။ဒါကြောင့်မလို့မီဘေးအနေနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေ၊ငင်းငလျင်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေနောက်ထပ်တစ်ချက်ကကြတော့လေချောင်းအနေနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေ၊ရာသီဥတုဆိုးရတဲ့ကိစ္စရပ်တွေဖြစ်တတ်ပါတယ်ရှင်။အဓိကမှာပြောချင်တာတော့ရေရေကိုပြောချင်တယ် မီးရောမြေရောလေရေရောဆိုတာဒါတီလို့ဂျိုဆိုးတွေမြင်လိုက်ရောဒါပုံမှန်အတိုင်းပဲဒါပေမဲ့သူတက်ဆိုင်ရာဘာဝတွေရောဘယ်ယာတီလဲကြည့်ရကြည့်ရအခါမှာမီးယာတီလေယာတီရေယာတီအုပ်စုကိုဥစုဥစည်းထားတဲ့တကြောင်လို့မုံတိုင်းအနေရေကြီးမှုအနေနောက်တော့လေပြင်းမုံတိုင်းတိုင်မှုအနေဒီပေါ့နော် ဒီလိုအနေရည်တွေကိုသတိထားပေးရမယ်စစ်ဘက်ရေးရစစ်လက်နက်တွေနဲ့ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီအင်အားချိုတင်ရတီရောက်တဲ့အခါမှာသူကအရန်ကိုတောက်ပနေတယ်မီးတောင်မီးရဲကြီးကိုဖြစ်နေတဲ့အခါရေးရာဟုကဟိုဘက်ကမီးလောင်ရလေးပိတ်ထားတဲ့အတွက်ကြောင့်မလို့ဘာလို့ဖြစ်သွားသလဲဆိုတော့အေးအီရန်နဲ့အစ္စရေးနဲ့စစ်တရင်းနေကြရမှာပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်သွားတာမျိုးတွေ့ရတဲ့ဒီဇွန်လတွေမှာဝဲပေါ့နော်နမဲအစအခေယစအခေယလအခေယနဲ့စတဲ့သူတွေဒီစာလုံးကကြတော့စုစေစောအခေယပါမယ်လအခေယလေးတွေကတော့အကုန်လုံးပါမယ် နမဲအစအခရသမားတွေငွေရေးချိန်နဲ့ပတ်သက်ပြီးတော့စီးပွားရေးနဲ့ပတ်သက်ပြီးငွေဝင်နေမယ်အလုပ်ကိုင်းကြီးလုံဆောင်တဲ့နေရာမှာမနာမနေဖို့အလုပ်များနေတတ်တာပါမယ်အချိန်ရေးနဲ့ပတ်သက်လို့ပြောင်းလဲလေးတွေဖြစ်ပေါ်နေရလေးတွေရှိမယ်တင်းငောင်းတွေကြားတတ်တဲ့ကာလမျိုးလေးဖြစ်ပါတယ်ရှင်အထက်ရာရှိအကြီးကဲတွေရဲ့အမစာဆောက်ရှောက်ကိုခံရမယ့်ကာလဖြစ်ပါတယ်ရရလေးတွေအနေနဲ့ကတော့ဒီအခရသမားလေးတွေကနှင်းစီပံအဝါသွမအနီလေးတွေဖျားမှာကတ်လို့ပူဇော်ပေးတာမျိုးပြုလုပ်ပေးလို့ရပါတယ်ရှင် နမဲအဆအခရာအဝဘာထက်ချိုင်နေစတဲ့သူတွေကတ်ကောင်းကြီးမင်္ဂလာတွေဖြစ်နေတဲ့အလုပ်အဟောင်းရှိလို့ရှိပြောင်းပြီးတော့အလုပ်အစ်ကိုလုံးကြိုက်ဆောင်ရမယ်ကန်တရားမျိုးရှိနေပါတယ်ရှင်ဘဝမှာကိုလိုချင်တဲ့ကိုဖြစ်ချင်တဲ့ကိစ္စတွေကိုပြုလုပ်တဲ့အခါမှာဒီအချိန်မှာစိုးပြည့်ချက်တွေမမားစီနေတဲ့စိုးပြည့်ချက်တစ်ခုပိုင်ပိုင်နဲ့နဲ့ချမှာဖြစ်ပဲဘာဖြစ်လို့လဲဆိုတော့အလုပ်ကြိုက်အပြောင်းလဲတွေမြင်နေတယ်ရာဥလာစာအစ်တေမီနဲ့တွေ့ကြအောင်လို့စိုးပြည့်ချက်မမားစီဖို့အတွက်အရေးကြီးတယ်နောက်တစ်ချက်ကတော့အိုးအိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေပြုလုပ်တဲ့နေရာမှာ ကိုဘွားမှာအလုံးနဲ့ပတ်သက်ပြောတဲ့ခါမှာအလုံးအဟောင်းတွေပိုင်းပြောင်းသွားတတ်တဲ့ကန်တရအလုံးအဟောင်းအပြုတ်အပြောင်းတွေရှိတတ်တဲ့ကာလမျိုးခုနလပိုင်းကုန်ပြီးကျင်းတွေပေါက်ရှိနေပါတယ်။ရရလေးတွေအနေနဲ့မှာတော့ဘာလေးတွေပြုလို့ပေးရမလဲဆိုတော့သူကလည်းပဲမေမြုပ်ပန်းဒုံမုံမြင့်စီပန်းအဝါလေးတွေဖျားမှာမနက်ပိုင်းတွေကတ်လူပူဇော်ပေးလို့ရပါတယ်။အကုန်လုံးမနက်ပိုင်းတွေပဲအရေးအတွက်တော့မလို့။နမေအစအခရာကကြီးစလိမ့်နေမှာလေကံကောင်းနေတာပေါ့။အရင် very good ပဲကံကောင်းနေတာပေါ့။သူ့လောက်ကံကောင်းတာတော့သူ့လောက်ကံမကောင်းလို့ပြောလို့ရတယ်။ အညံ့ပြောစရာတခုမှတော့မရှိဒါပေမဲ့ဆရာသမားအကြီးရဲ့ကံနဲ့ပတ်သက်ပြီးတတိတာကိုအထင်လဲတတ်တာမျိုးလေးတွေဖြစ်ပေါ်တတ်တယ်။ရည်ရည်လေးတော့မလိုသေးဘူး။အဲဒါပေမဲ့တပည့်လက်အောက်သားချင်းကံဂယူဆိုင်တတိထားပေးပါ။ရည်ရည်လေးတွေအနည်းနဲ့မှဗာလေးပြုလို့ပေးရမလဲဆိုတော့ခွေးစာလေးကျွေးပေးတာမျိုးပြုလို့ပေးပါနော်။နောက်ထပ်နာမည်အစားအခရာဟာအခရာနဲ့စာရည်တွေဟာအခရာနဲ့စာရည်တွေရဲ့ဘဝလမ်းကြောက်ကတ္တရာအလောက်ကတ္တရာတွေကောင်းနေဒါပေမဲ့ပြောဆိုတာလေးဖြစ်တတ်တယ်။စကားမရတာရက်ဖြစ်ရတာ။ ခင်မင်းနေတဲ့မိတ်ဆွေနဲ့အပြောပုံပြောဆိုရတတာလုံးတရခင်မကတော့မသူနဲ့ကိုနဲ့စိတ်တော့ကဖြစ်ရတာမျိုးပတ္တနာကွဲရတာမျိုးလေးဖြစ်တတ်တယ်အဓိကအပြောဆိုငွေချေးအကုန်ကြများတတ်တယ်ဟာခရသမားလေးတွေအတွက်ကရတရားလေးတွေကဘာလေးပြုလို့ပြရလို့ဆိုခန်းတော်အညွတ်မင်းမျိုးဘာလေးဖျားမှကလို့ပဲသုံးမုတ်ကြောင်စာခွေးစာကျွေးပြီးနိုင်ငံရောက်မှနေလူတွေကဒီမှာရှေ့ကြောင်စာခွေးစာတွေကိုလှမ်းလူပေးလို့ရတယ်နမေအစအခရမအခရနဲ့စားတဲ့သူတွေနမေအစအခရမအခရနဲ့စားတဲ့သူတွေအတွက်က နောင်ရဲ့အခြေရေးကျင်းနေပေါက်ပြဿနာတွေပေါ်တတ်တယ်သတိထားပါတအိမ်ဥကောင်းနဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေရှိရတတ်တယ်မိသားစုတွေအရှုပ်ထွေးလေးအနေငယ်ရှိရတတ်တယ်နားစင်ဝင်ဝေပိုင်းဆိုင်ရာမှာတိုးတက်မှုလေးတွေရှိတယ်စာချုပ်စာနဲ့ချုပ်တဲ့ကိစ္စကြီးပြဿနာများတတ်တယ်ရေရာလေးတွေအနေနဲ့ကတော့မအခင်နဲ့ဆိုင်ပြီးအိမ်ရဖျားမှာထိပြုတမှုရွှေထီးလေးကပ်ပြီးအိမ်ရဖျားကိုတောက်ပေါ်ရေးတည်တည်ဆုံးကပ်ပေးပါရှင်မမေအစခင်ဟာပါဆောင်ထောက်ဝင်မယ်တရပိန်ဟထုံနဲ့စားတဲ့သူလေးနာကြီးအခင်ရလဲပါတယ်ပေါ့နော် relationship ပြဿနာလေးရှိရဲ့အတွင်းရန်အတိုက်ခံအနီးကပ်ဆုံးရန်သူလေးရှိတတ်တယ်။ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စရဲ့ခလီတွေကတော့ကံကောင်းလာပြီးအလုတ်ကိုက်သိရမယ်အလုတ်ရဘူးလားစကားမှုချင်းတွေအဆင်ပြေချင်းတွေရှိမယ်အလုံးမရသေးဘူးဆိုကြိတ်တွေပေါက်ရနေတယ်။ရေဒီယာလေးတွေထပ်စင်မှုဓာရီညာအခရာနဲ့စတဲ့ဖေးရမှာပိမန်လေးကတ်လူပေးပါရှင့်။နမဲအစအခရာတောင်းဝင်းဖို့ရကောင်းနဲ့စတဲ့သူတွေအလုတ်လည်းမနာအောင်ကိုယ့်ရဲ့နမဲကုန်တဲ့တိုးတက်တာကြီးလည်းဖြစ်မယ်။ငွေကြေးပိုင်းမှာတော့အလောက်ထိမလာသေးဘူး။ကိုယ့်ရဲ့နမဲကုန်တဲ့ ဥမာတိုးတိုးရွှရွှေရောဆိုဟာ तू ကတော့လေဘလိုဘလိုဘလိုဆိုလို့နာမည်ကုန်တည်းတိုးတက်တာပေါ့နော်ဒါပေမဲ့ငွေကြီးကတော့လောလောဆယ်တော့မပါသေးဘူးပေါ့နော်အဲ့လိုမျိုးကန်တရားလေးတွေရှိနိုင်နေအစည်းဝိုင်းရေးနဲ့ပတ်သက်ပြီးွားငွေကြီးနဲ့ပတ်သက်ပြီးွားလို့ရှိရင်အကုန်ကြများတဲ့ကာလတွေဖြစ်တယ်ဒါပေမဲ့နာမည်ကုန်တည်းတိုးတက်မယ်ဆရာသမားအကြီးကဲဖောက်ရင်လည်းသူဆရာသမားအကြီးကဲရရှိမှုကန်တရားကောင်းတယ်အဲ့တော့ရေရရလေးတွေအနေနဲ့ဗားလေးတွေပြုတ်လို့ပေးရမလဲဆိုတော့ရာခောက်တာဝဲမှုသမားလေးတွေက ောင်သပင်တို့မုံစပယ်ပန်းလေးဖေယားမကတ်လူပူဇော်ပေးပါရှင်။နောက်ထပ်နမဲအစအခရာနားငယ်ရပလန်နဲ့စရတဲ့သူလေးတွေ။နားငယ်ရပလန်နဲ့စရတဲ့သူလေးတွေဟာတတိထားပေးရမှာတော့အော်တာသမီကိုအိမ်အတွက်တို့အပြောင်းလဲတွေရှိရဲ့တာသမီအပူတော်ကရှိရဲ့အင်္ဂိစအပြောင်းလဲတွေရှိရဲ့ဒါပေမဲ့အလုတ်အပြုတ်တို့အပြက်တို့ဖြစ်တတ်တယ်။တတိထားပေးပါအလုတ်ထဲမှာရံပေါ်တတ်တယ်။အဲ့အလုတ်ပြောက်ပွားရလို့ရှင်ကောင်းလာလို့မင်းတော့အလုတ်ကအစ်စ်ဒီလာထဲမှာပြန်ဆိုင်ရရခဲရှိရေငွေချေးစီးပွားတွေ တိုးတက်လာခြင်းမျိုးရှိတယ်။ဒါပေမဲ့အလုတ်ကတော့ပြုတ်ပြက်တယ်။အလုတ်ဟောင်းနေရင်စွန့်ခွာမယ်ခံတရားမျိုးရှိတယ်။ရေဒီယာလေးအနေနဲ့ကတော့အိမ်ကဗျာမှာရွှေထီးလေးကပ်ပေးပါပါနော်။နောက်ထပ်နာမည်အစအခေယာဖောက်ဦးထုံနောက်အုတ်ချိုက်ဘာကုန်းအခေယာနဲ့စရဲ့လူလေး။ဖြို့လို့ဒနာလို့ဖုံးလို့ဖုံးလို့ဘာကုန်းနဲ့ဘုံဘုံဖောက်ဝထုံနဲ့ဘုံဘုံရတယ်။အဲ့ဒီနာမည်အစအခေယာလေးတပည့်တပန်းလက်အောင်ရတာကဆရာသမားအကြီးကဲကဲစကားများရန်ဖြစ်ရတဲ့တတိထားပေးပါ။ ဂုံတရင်းနဲ့တိုးတက်လာပြီးအောင်မြင်အဆင်ပြေလာပြီလို့ပြောလို့ရတဲ့ကံတရားမျိုးရှိနေတယ်။ဘဝမှာကိုလိုချင်တဲ့ကိုပြည့်ချင်တဲ့ကိစ္စရဲ့စတင်မျိုးချင်းနေဝင်ရောက်လာပြီဖြစ်ပါတယ်။ရက်တရာလေးတွေအနေနဲ့မှာအဲအိမ်ရဖေမှာပဲပေါ့နော်။ဝါညွန့်ခန်းကောအညွန့်လေးရှိလို့ရှင်တက်လို့ပူဇော်ပေးတဲ့ရက်တရာလေးတွေပြုလို့ပေးလို့ရပါတယ်ရှင့်။နောက်ထပ်နမဲ့အစအခရာလေးရတော့ခောက်ခွေးခန်းငယ်နဲ့စရတဲ့သူတွေ ခဝေးခောင်းရည်နဲ့စားတဲ့သူတွေကအလောက်ကအစ်စ်ကျင်းတွေပေါက်ရရှိမယ်အလောက်ကအပြောင်းလဲရှိမယ်ဝေးလင်ခန်းတက်တဲ့တတိထားပေးပါပေါ့နော်ယရိယာလေးတွေအနေနဲ့ကတော့ဘာလို့ပြရမလဲဆိုအလူဒဏ္ဍလေးပေါ့နော်ခွေးသားအကြောင်းသာဒါမျိုးလေးကြွေးရလုပ်ပေးလို့ရပါတယ်တအခခရနဲ့စားတဲ့သူတွေနမဲအစအခခရတအခခရနဲ့စားတဲ့သူတွေအိမ်အောင်ရဲ့အခြေအနေမှာပတ္တနာကွဲတာတွေကွဲပြဲဆက်လက်လူမှုရေးကိုနဲ့အတူတူဆက်လုပ်ရလွယ်ပတ္တနာကွဲတာကွဲပြဲဆက်လက်နေရှိနိုင်တယ်ဝေးကြီးနဲ့ပတ်သက်လို့စီးပွားရေးနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့ ပါဒနာနဲ့လုပ်မယ်ဆိုချိန်နေပါပါဒနာကွဲနေတယ်။နိုင်ငံညာចောင်းသွားပြီးပညာတက်တင်ကြမှာတော့ဝဲတွေရီရမှာလို့ဆိုကောင်းတဲ့ကံတရားမျိုးရှိပါတယ်ရှင်။ဟုတ်။တာခရလည်းစိုက်ပြီးတာသမီးရတဲ့နာရတဲ့နော်ဒီတနေ့အတွင်းမှာ။ခရရလေးတွေအနေနဲ့ကတော့လီလီပန်စပယ်ပန်ကန်းကုန်ညအောင်တပြေးအဲ့ဒါလေးတွေဖခင်မှာကတ်လို့ပူဇော်ပေးလို့ရတယ်။ဝါညွန်ရတယ်ကျုကျုလေးကတော့မမကြီးမှရှားပါတယ်။နိုင်ငံညာလို့ဆိုကျုလေးပေါ့။ကိုညံလေးကိုကိုကိုမီတုံးသွားမှာပေါ့နော်။အဲ့လိုမျိုးရပါတယ်။ နောက်ထပ်နမဲအစအခရာထက်စင်နူဓာရီညာစားမြင်စွဲစာလုံးမှာစိန်တို့စိန်တို့ဆန်တို့ဆန်တို့အဲ့လိုနမဲအစအခရာစရတဲ့သူတွေပထမဆုံးအရှိပိုင်းရဲ့စာလုံးကစုစီစောလာပဲပါတယ်နော်ဒါနောက်ဆုံးအုပ်စုကဒုတိယစာလုံးအုပ်စုအဲ့ဒီစာလုံးအုပ်စုရဲ့ထက်စင်နူဓာရီညာစားမြင်စွဲအခရာနဲ့စရတဲ့သူတွေခေါင်းရှုပ်စရာဆေးရှုပ်စရာအနိဋ္ဌာရီကနေကြော်လွန်လာပြီးအတွင်းရဲ့အတိုက်ခိုက်ကလေးတွေရှိရဲ့ ဆေးရုံစင်ကနာမကျဖြစ်တဲ့တံမျိုးလေးတွေတတိထားမယ်။အိုးအိမ်အစ်တဝင်တတ်တဲ့ကိန်းလေးတွေရှိရဲ။ကို့ဘဝမှာစိတ်အေးချမ်းသာမှုလေးတွေစရလာပြီပြီးခဲ့တဲ့နှစ်ပိုင်းကန်နေနေရလေးတွေရတယ်ပေါ့နော်။ရတရားလေးတွေအနေနဲ့မှာတော့ငားလွတ်ပေးတဲ့ရတရားကိုပြုတ်လို့ပေးပါတကောင်ရရဆယ်ကောင်ရဘယ်ချိန်လဲဖြစ်ဖြစ်နောက်ထပ်တစ်ခုရတရားလေးကကြတော့အိမ်ရဗျာမအောင်တပီခန်းကောအညွန့်လေးတွေကတ်လို့ပူဇော်ပေးလို့ရပါတယ်အောင်တပီကလည်းအောင်ထက်ခန်းကောညွန့်ကလည်းကန်နေပွင့်တတ်တယ် အဲ့လိုလေသူ့လိုပူဇော်ပေးလို့ရတယ်အဲ့တော့လာမဲ့ဇွန်လိုင်းလာတီးရတော့သူကအញ្ញအခိုက်နေနေရတော့ဒီစစ်တိုအင်္ကာနဲ့ရာဟုန်းနဲ့မျက်နှာချင်းဆိုင်မြင်လာပြီးပါတော့စနေကိုအင်္ကာလှမ်းမြင်တဲ့အတွက်ကြောင့်မို့ရာဒီဥရူပေးစစ်မဲ့ရေးရပြီးရတော့ကဘာနဲ့အဝမ်းမှာတော့ရှိနေမှာပဲရှိနေမှာပဲဆိုတော့ကိုဘက်ကလည်းသတိဝိရိယလေးချပြီးတော့ပေါ့နော်ဒီဈေးွက်အလားလာကိုချိန်ဆပြီးကိုယ့်ရဲ့ကတ်ချပါအပြောင်းလဲလေးတွေကိုချိန်ဆပြီးတော့ဒါသိရှိနိုင်ပါတယ်